အောင်မြင်ပြီးမြောက်အဆုံးရောက်သောအခိုက်တန့်ဖြစ်သည့်စိတ်အဲ့ဒီစိတ်လောက်ကြောက်ဖို့ကောင်းတဲ့စိတ်မရှိသလိုအောင်စိတ်ကြောက်ယုံကြည်မှုလွန်ကဲပြီးထောင်လွှားစိတ်ဝင်တက်ပါတယ်ဟိတ်ကြီးဟန်ကြီးစိတ်နဲ့မောက်မာမော်ကြွားစိတ်တွေလွှမ်းမိုးမှုခံလိုက်ရရင် ရာလေလိုလေအိုတစီဖြစ်သွားပြီးရတာနဲ့မလောက်ပူလိုခြင်းနဲ့မလိုလောဘစိတ်တွေဖြစ်လာတတ်ပါတယ်ရန်သူများစွာနဲ့ရင်ဆိုင်ခဲ့ရပြီးကမှရန်သူတစ်တွေပြန်မွေးမိတယ်လို့ဖြစ်သွားတတ်ပါတယ် အောင်မြင်မှုကြောင့်အတိစိတ်ပျောက်သွားတာမျိုး လုံးဝမဖြစ်ပါစေနဲ့ဘဝမိခြင်းလောက်ယုံညံ့တာမရှိပါဘူးဆက်ဆုပ်ဖို့အင်မတန်ကောင်းပါလေပန်းတိုင်းတစ်ခုထားပါအယောက်လျှောက်လှမ်းပါရက်ကျင်တန်ရင်ရက်တန်းကရက်လိုက်ပါလိုရာထက်မပူပါစေနဲ့နောက်ခြေတွေလူးနေတဲ့တလင်းမြင်မှာကြက်ဖနှစ်ကောင် ခုတ်လို့ရနေတယ်အားပိုကြီးတဲ့ကြက်သီးပြိုကကြက်ဖအိုးရဲ့လေကိုနင်းပြီး နောက်ခြေနဲ့လူးလိုက်တယ်ကတော်တွတ်ထိုးနေတဲ့ ကျမတအုပ်ကအောင်းနိုင်သူကြက်သီးပြုံနာဝိုးရံကြတော့အနားမှာရှိတဲ့စီယူပေါ်ကတစ်စက်ကြီအထက်ခေါင်မိုးပေါ်တက်သွားတယ်အားနဲ့မန်းနဲ့သုံးကောင်းလောက်အတောင်ခတ်လိုက်ပြီးတော့မှတနေလုံးကြားတော့အောင်အောင်းနိုင်သူကြက်ဖဆိုတာငါကစိန်လီလီဟဲ့စိန်လီလာလီလီဟဲ့လာလီအနားယူလိုက်မယ်ဟေးလို့လဲတွန်းလိုက်ရောထမ်းပြအထက်ဝဲနေတဲ့စုံရဲကထိုးဆင်းလာပြီးကြက်ဖကိုတုပ်ယူသွားလေရဲ့ရုရှားပုံပြင် Leo Tolstoy 1928-1930ဩဇာအာဏာအရှင်အဝါမှာစီးချမ်းတဲ့စံနှုန်းရှိတယ်။အောင်းတိုင်းသူတွေသာစိတ်တိုင်းကြစံနှုန်းပေါ်ခွင့်ရကြပြီးချမှတ်ထားတဲ့စံနှုန်းအတိုင်းစီးချမ်းညီညီမလိုက်နာနိုင်တဲ့သူတွေကိုပါထုတ်နိုင်စွမ်းရှိကြတယ်။နီးမဟာဗျူဟာရဲ့အနှစ်သာရအနှစ်သာရအနှစ်သာရဟာဖြစ်မလာသေးတဲ့အခြေအနေတွေပေါ်လက်ဦးမှုရယူနိုင်မှုဖြစ်ပါတယ်။အောင်မြင်မှုဟာပြီးမြောက်မှုအကျိုးရလဒ်ဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာပြည့်ဝခြင်းကို ဖြစ်စေနိုင်စွမ်းရှိပါれ။ဒါပေမဲ့စိတ်ခံစားချက်ဆိုတာကပြည့်ပြတ်နိုင်စွမ်းမရှိတဲ့အတွက်အသိဉာဏ်ပညာတွေးခေါ်မျှော်မြင်နိုင်စွမ်းအလျောက်ပြီးမြောက်မှုပေါ်တာယာပုံလဲကွဲပြားပါれ။ရောက်ရဲ့တင်းနေမှုချိန်နဲ့လွယ်မှုစတဲ့စိတ်ရင်းကောင်းမရှိရင်ရလေလို့လေဥဒစီဖြစ်နေတတ်ပြီးအတော့မတတ်နိုင်တဲ့မလိုလောဘတိုးပွားလာတတ်ပါတယ်ရတာမလိုလိုတာမရ မလောက်ငားတဲ့အခါအောင်မြင်မှုမရခင်ကဖြစ်ခဲ့ရတဲ့စိတ်ခံစားချက်အတိုင်းလောဘစိတ်နဲ့နှိပ်စက်မှုကြောင့်တကြော့ပြီးတကြော့စိတ်ပင်ပန်းဆင်းရဲရတတ်ပါတယ်အချိန်အဝါရှိသူတွေဟာအခြေအနေအလိုက်လုပ်ငန်းဆောင်တာအလိုက်လုံနီးကင်ပြောင်းလဲပြင်ဆင်တတ်ကြတဲ့အလေးအထားရှိကြပါတယ်အနေအထားအလိုက်ပြောင်းလဲခြင်းသုံးနိုင်ကြပါတယ်အသွာအလာအလိုက်အသားကြောင့်နေတတ်ထိုင်တတ်ကြပါတယ်အလောတကြီးစိတ်နဲ့အရေးစွန်တာမျိုးမလုပ်ပဲအနေအထားကိုအချိန်ယူစီစစ်ပြီးမှ နောက်ခြေတလှမ်းအတွက်ပြင်ဆင်တက်ကြပါတယ်။အောင်မြင်မှုအတွက်စိတ်ခံစားချက်တွေကိုချုပ်တီးထားတတ်သလိုအောင်မြင်မှုရသွားတိုင်းလည်းစိတ်ခံစားချက်တွေလည်းလှမ်းမှုမှုမခံရအောင်တီးခံနိုင်ကြပါတယ်။စိတ်ခံစားချက်ကိုချုပ်တီးနိုင်ခြင်းကအချိန်ဝါကြီးသူအများစုမှာတွေ့ရလေရှိတဲ့ထူးခြားအရေးအသွေးဖြစ်ပါတယ်။မျောမြင်နိုင်စွမ်းရှိသလောက်အချိန်ယူသုံးသပ်ပြီးဘာပဲလုပ်လို့တတိလက်လွတ်မဖြစ်အောင်စိတ်အာယုံစူးစိုက်မှုကောင်းကြပါတယ်။ဒါကြောင့်လည်းအောင်မြင်မှုရလွယ်ကြသလို့ အောင်မြင်မှုကိုရက်များရှိကြထိမ့်သိမ့်ဆောက်ရှောက်ချုပ်ကင်ထားနိုင်ကြပြီးအခြေခံနဲ့ရည်တည်မှုရအောင်ခြေကုပ်ယူနိုင်တာဖြစ်ပါတယ်အစဉ်တစ်ပြည့်ကံအကြောင်းတိုက်ဆိုင်မှုကံကောင်းကံဆိုးနဲ့အခြေအနေအရရရဲ့တက်ရောက်မှုတွေကြောင့်အချိန်အဝါဆိုတာဖြစ်လာနိုင်တာပါဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကကံအကြောင်းတိုက်ဆိုင်မှုတွေအရကံကောင်းမှုက ကံဆိုးမှုထက်ပိုပြီးတော့အန္တရာယ်ရှိစေနိုင်တာပါပဲကံအကြောင်းမကောင်းလို့ကံဆိုးမှုတွေကြုံရရင် စိတ်ရှည်တက်ဖို့ချိန်သားကိုင်လှုပ်တက်ဖို့အစိုးဆုံးအခြေအနေကိုရင်ဆိုင်နိုင်မှုစသဖြင့်ဘဝသင်ခန်းစာတွေအများကြီးပေးပေမဲ့ကံကောင်းမှုကြတော့ကံဆိုးမှုနဲ့လုံးဝမတူဘူးကံကောင်းနေမှတော့ညံကောင်းရင် လုံလောက်ပြီးဆိုပြီးယုံကြည်မှုလွန်ကဲစေတတ်တယ်ဒါပေမဲ့ကံဆိုးတာကအပြောင်းလဲမြန်တဲ့အရာပါဒီလိုပဲပြောင်းလဲသွားတိုင်းမတင်မှတ်ထားတဲ့အချိန်တွေမှာအကြောင်းတိုက်ဆိုင်စွာနဲ့ဖြစ်လေရှိတယ်ဒါကြောင့်ကံကောင်းလို့အမြင့်ဆုံးရောက်သွားနိုင်ခဲ့ရင် တတိကြီးပူရှိနေဖို့လိုအပ်တာကိုမမေ့ပါနဲ့ကံတရားဆိုတဲ့ဆက်ဝန်းကြီးကအပေါ်ကိုအရောက်ပူပေးပြီးရင်အောက်ဆုံးထိတစ်ခေါက်ပြန်ဆက်အောင်ခါချတတ်တယ်အထက်ရော အောက်ပါအခါခါဆင်းတက်ဘူးအထက်ရောအောက်ပါအခါခါဆင်းတက်ဘူးလို့အောက်ပြုတ်ကြမှာမကြောက်ဘူးဆိုရင်ကို့အတွက်ဘဝဆိုတာကောင်းတာတွေပဲဖြစ်နေပါလိမ့်မယ်အချိန်အဝါကိုစံတော်အတိုင်းစီးချက်ညီညီဖြစ်စေခြင်းရဲ့စိတ်ခွန်အားလူအင်အားစတဲ့အရေးအမြစ်တွေကိုပါနှံ့စွာနေရတဲ့ကြ ရွှေခွက်ချကစားတက်ဖို့လိုပါတယ်။ဈေးချက်မကြီးညွန့်ရင်ပြဿနာပြိပခါတွေကိုပင်မန်းကန်ပြီးတူးဆောက်မိတယ်လို့ဖြစ်သွားတတ်တယ်။ဖီအားသုံးလို့ရင်လည်းပြဿနာတက်နိုင်တယ်လို့အမျောအမြင်ရှိရှိရွှေခွက်ကောင်းတွေထုတ်ပြန်လို့ရင်လည်းရန်သူဘက်ကကိုယ့်ရဲ့အားသာချက်တွေကိုမြင်သွားနိုင်တယ်။အောင်မြင်ရင်ငြိမ်နေလိုက်ပါ၊ကဲမပြပဲ။တွင်ကောင်းရမှ၆ပြပါ။အချိန်အဝါဆိုတာပြောင်းလဲခြင်းသုံးနိုင်မှတိုးတက်ကြီးပွားနိုင်တယ်။ဒီနေရာမှာလွဲတယ်၊လွဲတက်မှားတက်ကြတယ်။ ကိုအထက်လူကြီးရဲ့အတိအမှပြုမှုကိုလိုချင်စုံနဲ့အသင်းကာရောစူးစားပြကာမှနေရာလူတလူဖြစ်သွားပြီးတဏှယဝင်ခံရလို့နေရာပြောက်တာမျိုးဖြစ်တတ်တယ်။မဟာအလက်ဇန္ဒားရဲ့အဖြစ်မက်ဆီဒွန်ကဖီလစ်ရဲ့စစ်သူကြီးတချို့စစ်ပွဲတခုအောင်နိုင်ခဲ့ပြီးမြို့တော်ပြန်လာတော့နေရာလူမှာစိုးရိမ်လို့ဖီလစ်ကသူတို့အားလုံးကိုအလုံးဖြုတ်ပစ်တာမျိုးလုပ်ခဲ့ဘူးတယ်။အထက်လူကြီးနဲ့အပြိုင်အလုံးလောက်ရရင်အောင်မြင်ရေးကိုဦးစားပေးထားတဲ့လူကြီးကို ဥဆောင်ဝင်ပေးတာက စိတ်ချရတယ်။သူ့ထက်ငါအပြိုင်အလုပ်ကြိုးစားပြတာကကောင်းပါတယ်။ဒါပေမဲ့လူကြီးမှလည်းမယုံစိတ်တွေရှိနေသေးတဲ့အတွက်တန်ရာဖြစ်ခွင့်မပေးပါနဲ့။လူကြီးနှီးပါတာအောင်ကြိုးစားပါဒါပေမဲ့လူကြီးထက် ထူးအောင်တော့မကြိုးစားပြပါနဲ့။ဘလောက်ပဲတော်ပါစေတက်ပါစေအတိုင်းအတာနဲ့တော်ပြတက်ပြပါ လိုရာထက်ပူရာဘာမှမကောင်းပါဘူးရတန်ကနေရက်ဖို့အသင့်တော်ဆုံးအချိန်က အောင်မြင်ပြီးချိန်မှာ ရက်ချိန်တန်သွားတာတော့မှမရက်သေးပဲဆက်သွားမယ်ဆိုရင်တော့ရထားတဲ့အောင်မြင်မှုကိုအချိန်ကြာကြာချုပ်ကန်ထားနိုင်မှာမဟုတ်တလို့နောက်ထပ်ရည်ရွယ်ထားလိုက်တဲ့အောင်မြင်မှုမရခဲ့ပဲကြာဆုံးသွားခဲ့ရင်ရထားခဲ့တဲ့အောင်မြင်မှုတွေအားလုံးတနွေငင်တစင်ပါ အလုံးစုံပြတ်သုံးသွားပါလိမ့်မယ်ရှိနေတွေပြောနေကြစကားအတိုင်းနိုင်မတော့တော်လိုက်ပါဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့48 law of power အာနာဇတ်အပိုင်း15 နောက်ဆုံးအပိုင်းပဲဖြစ်ပါရယ်ခင်ဗျာနေဥပရိဒါ48တဒံမဲ့အတွင်ယူတတ်ပါစေသဘောတရားတိတာမြင်တာတဲ့အတွင်တဒံရှိနေခဲ့ရင်ရည်ရွယ်ထားတဲ့အစီအစဉ်လုပ်ငန်းတွေအလုံးမြင်လွယ်သွားနိုင်ပါတယ်ရန်သူပြိုင်ဘက်တွေအတွက်ထင်သာမြင်သာတဲ့ပြစ်မှတ်ဖြစ်သွားနိုင်ပါတယ်ဒါကြောင့်ရန်သူတွေအနေနဲ့ချုပ်ကန်စုပ်ကန်လက်ညှိုးထိုးလို့မရအောင်ပြောင်းလဲပြောင်းလဲလွယ်ရည်ရွယ်လျားလွယ်လှုပ်ရှားလွယ်တဲ့ ။တဒံမဲ့အသွင်ယူထားရမယ်။ဘယ်အရာမှအတိအကျမဖြစ်နိုင်တယ်လို့တသမှတ်တယ်မဖြစ်နိုင်ပါဘူး။ဘယ်နည်းဥပဒေကမှအတိမဖြစ်နိုင်ပါဘူး။ပြောင်းလဲခြင်း၊ကူးယူခြင်း၊ရွေ့လျားခြင်းတွေကတိုးတက်မှုဖွံ့ဖြိုးမှုထူးခြားမှုတွေဖြစ်ပါတယ်။ကိုယ့်ကိုယ်ကိုခုခံကာကွယ်တဲ့နေရာမှာအနေရဲ့အကင်းဆုံးနဲ့အလုံးကြုံဆုံးသောအလုံးကြုံဆုံးသောနိလန်းကတော့အသွင်ပြောင်းလွယ်ပြီးစီးဝင်နှစ်မျောလွယ်တဲ့တံတမ်းမဲ့အသွင်ရေလိုနေတိုင်းတက်ခြင်းပါ။ ဒီတဲ့နိုင်မှုကို အာကိုအာထားပြုပြီးမစွန့်စားပါနဲ့ဘယ်အရာကမှရေရှည်တောက်ခံနိုင်စွမ်းမရှိပါဘူးအရာအလုံးပြောင်းလဲသွားမှာပါကုကံကာကွယ်ရေးကုကံပညာမှာတိုက်ခိုက်ရေးနီးလန်းတွေကအင်မတန်နားလေရခက်ခဲ့ပြီးနတ်နေနိုင်တယ်လို့နီးစင်တွေကိုလှည့်ဝတ်ထားပြီးလှုပ်ရှားမှုတိုင်းဟာမင်သက်စေနိုင်မဲ့အကွက်တွေဖြစ်နေလို့သာထိတ်တဲရင်ဆိုင်ရတိုင်းလက်ဦးမှုရပြီးအခွင့်တာနိုင်ခြင်းဖြစ်ပါတယ်ခေါင်းဆောင်ကောင်းတွေလည်းထုံနီးတူစာညံအမြော်အမြင်ရှိမှုနဲ့ ခြေရခံလို့မရအောင်ဖုံးကွယ်ထားတတ်မှုတွေကြောင့်အမဲလိုလိုအောင်နိုင်ကြတာဖြစ်ပါတယ်တဒံမဲတဲ့အသွင်ရှိမှသာလျှင်တက်ရောက်မှုတွေကနေရှောင်ရှားနိုင်တာဖြစ်ပါတယ်ပညာရှိတွေဟာနတ်နည်းမှုတွေနဲ့အတူဖုံးကွယ်ထားတတ်ကြတာကြောင့်တို့ရဲ့စိတ်ခံစားချက်တွေကိုမြင်သိဖို့မလွယ်ကူသလိုတဒံမဲစွာလှုပ်ရှားကြတာကြောင့်တို့အပေါ်ချုပ်ကန်လို့မရနိုင်ပါဘူး why nancy why nan ကဝိတာရဆုံးမစား တဘာဝအရာတိမြင်ခံစားရတာတွေကိုမတူညီတဲ့ဤပေါင်းစုံသုံးပြီးပေါ်ပြတတ်ကြတဲ့အတွက်လူဆိုတဲ့တရိစ္ဆာန်ကအလွန်ထူးခြားပါတယ်။ခံစားချက်တွေကိုတိုက်ရိုက် ထုတ်ဖော်ပြလို့ရလျက်သားနဲ့ဘာသာစကားပြောဆိုဆက်ဆံမှုတွေလူမှုပေါင်းသင်းဆက်ဆံရေးတွေကိုကြားကန်ထားပြီးဆက်သွယ်ဖော်ထုတ်တတ်ကြပါတယ်။အဲ့ဒီလိုကြားကန်တွေမရှိရင်လေလူတွေအနေနဲ့ခံစားချက်တွေကို ထုတ်ဖော်ပြလို့မရနိုင်တော့ပါဘူး။ကြားကန်ဖြစ်တဲ့ဘာသာစကားနဲ့လူမှုပေါင်းသင်းဆက်ဆံရေး တဘာဝတွေကလည်းတတမှတ်တယ်မဟုတ်ပြန်ပါဘူးအမြဲလိုလိုပြောင်းလဲနေပါတယ်ခဲအလိုက်ဒေတာအလိုက်ဟန်ပန်တွေ ပုံစံတွေနဲ့ဒေတန္တရအပေါ်လူမျိုးအပေါ်ပထဝီဝင် အရစိတ်ခံစားချက် စိတ်နေစိတ်ထားအလိုက်အထာများစွာရှိပါတယ်လွန်ခဲ့တဲ့အတိတ်မျိုးဆက်ကလူမှုဆက်ဆံရေးတဘာဝကိုအခြေခံပြီးပြောင်းလဲကျင့်သုံးတတ်ကြပါတယ်အဲ့ဒါနဲ့ပဲပြောင်းလဲလက်ခံနိုင်မှုဟာတိုးတက်မှုဖြစ်လာပြီးအစဉ်အတိုင်းတည်ရှိမှုကပြတ်သုံးမှုဒုမဟုတ် ပြတ်ရွေးမှုအဖြစ်အကြမ်းမြင်တတ်မှတ်လိုက်ကြပါတယ်။ပြောင်းလဲမှုမရှိတဲ့အစဉ်အလာဓလိတဘာဝတွေကိုဟောင်းနှွမ်းဆုပ်ယုပ်တဲ့အရာတွေအဖြစ်တတ်မှတ်လိုက်တာနဲ့ဘယ်သူမှသိပြီးသားကိုအသက်သွေးမှုမကြိုးစားတော့ပဲအသက်အဆန်းတွေနဲ့အစားထိုးဖို့ကသာဇောထက်တန်သွားတတ်ကြပါတယ်။ဩစာကြီးသူတွေဆိုရင်ငယ်စဉ်ကတည်းကထူးခြားစမ်းပြတဲ့ဖန်တီးနိုင်မှုစွမ်းရည်အလျောက်အတွေးသည့်အကြံသည့်တွေကိုနီလန်းသည့်ပေါ်ထုတ်ပြီး ပြောင်းလဲမှုတွေနဲ့အတူဖွင့်မျိုးအောင်လုံနိုင်ခဲ့ကြလို့သာအခြေအဝါကြီးလူတွေဖြစ်သွားနိုင်ကြတာပါလူမှုအသိုက်အဝန်းတိုင်းကသူတို့အသိုက်အမျိုးအပေါ်ပြောင်းလဲမှုတွေနဲ့အကျိုးဖြစ်ထွန်းစေနိုင်တဲ့စွမ်းဆောင်နိုင်သူတိုင်းကိုကြောတောင်းနောက်ခံပေးပြီးချီးမြှောက်ပစားတက်ကြပါတယ်ဒါပေမဲ့လူအမျိုးမျိုးစိတ်အထွေတွေဖြစ်တဲ့အတွက်အစဉ်အလာဟောင်းနဲ့ခေဟောင်းတံမိုးကိုထိမ့်သိမ့်လိုကြတဲ့ရှေ့ရိုးဆွဲတွေနဲ့စံတော်ဟောက်ကာွယ်လူတို့ရဲ့အတိုက်မြုံဆိုင်ရာ အုပ်စုအင်အားကောင်းလာတာနဲ့အမျှပြောင်းလဲမှုတွေကိုစန့်ကျင်လာကြပါတယ်အသက်အဆန်းကိုဖော်ထုတ်ခွင့်မပေးတော့ပဲပိတ်ပင်တားဆီးကြပါတယ်အသားကျမှုနဲ့ခြေကုပ်ယူပြီး၍လျားမှုမရှိကြတော့ပါဘူးအဲ့ဒီလိုစံနှုံးဟောင်းအစွဲဟောင်းတွေကြောင့်အချို့သောလူမှုအတိုက်အဝန်းတွေကပြောင်းလဲမှုကိုတံမိုးထားပြီးတိုးတက်ဖွံ့ဖြိုးတဲ့လူမှုအတိုက်အဝန်းတွေရဲ့တိုက်ခိုက်မှုထိုးနှက်မှုကိုအပြင်းအထန်ခံစားကြရပါတယ်အချိန်အဝါဆိုတာကတံတမ်းမဲ့အသွင်ပြောင်းလဲလွယ်မှ အခက်အခဲများစွာကိုကျော်လွှားနိုင်စွမ်းရှိတာပါအသွေးမဲ့ခြင်းဆိုတာကရုပ်အသွေးမရှိမှုကိုဆိုလိုတာမဟုတ်ပါဘူးအသွေးမဲ့တဲ့အရာလောကမှာမရှိပါဘူးဘယ်အရာမဆိုအသွေးရှိပါတယ်အချိန်အဝါရဲ့တဒံမဲ့အသွေးဆိုတာက ရေသို့မဟုတ် ပြားဓာလိုဝင်ဆန့်လွယ်စီဝင်လွယ်နေဝင်လွယ်ပုံပြောင်းလွယ်မှုနဲ့အသားကျလွယ်မှုဖြစ်ပါတယ်အချိန်အဝါကအမြဲတစေပြောင်းလဲနေတဲ့တိုးတက်မှုအလျင်အတိုင်းခံမှန်းလို့မရလောက်အောင်ကိုအသားကျနိုင်မှသာ အားကောင်းစွာရှင်သန်နိုင်မှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဘလို့အခြေအနေပဲကြုံတွေ့ပါရစေဘယ်တော့မှပုံကိုရေးရမခံစားမိပါစေနဲ့စိတ်ခံစားချက်တွေကို ရှည်တန်းတင်ပြီးအပူမယူပါနဲ့စိတ်ခံစားချက်လိုရင်ချုပ်တင်းထားပါကိုအားနေချက်ကို မဖော်ပြမိစေနဲ့စိတ်အခမ်းမတည့်မှုတွေနဲ့ကြုံလာရတိုင်းလဲဆက်ဆက်တိမကန်မဖြစ်ပြပါနဲ့မလုံးမလဲစိတ်ကိုအခွင့်ကောင်းယူပြီးအမျက်ထုတ်သွားကြလိမ့်မယ် အဲ့ဒီလိုပဲမလုံစိတ်တွေများရင်စာနာတနာခံရမယ်အစားစိတ်ဓာတ်အားနဲ့သူ မျက်ရည်ခြူသူအဖြစ်အထင်လွဲပြီးအခွင့်အလန်းကောင်းနေနဲ့လွဲသွားနိုင်တယ်စိတ်ခံစားချက်တွေကိုဖုံးကွယ်ထားနိုင်တယ်မြဖုံးကွယ်ထားပါအထူးသဖြင့်ရန်သူပြိုင်ဘက်တွေနဲ့ပေါင်းသင်းဆက်ဆံနေရတိုင်းကုခံစားချက်တွေကိုဟန်ဆောင်မှုတွေနဲ့ရောထားပြီးလှုပ်ဝတ်ထားတာအကောင်းဆုံးပါဂျာမန်ဘွားပြင်သစ်သားဗန်လုပ်ငန်းရှင်တကြွယ်ကြီးဖြစ်တဲ့ကဘာကျော်ရော့ချိုင်မီသွားစုရဲ့ပြင်သစ်အခြေဆိုင် အိန်တော်တီထောင်သူခေါင်းကန်ဖခင်ကြီးဘယ်ရွန်ဂျိမ်းစ်ရော့ချိုင်းကခံစားချက်တွေကိုမြို့သိမ်းထားတဲ့နေရာမှာအလွန်ထူးကျွန်သူပါနိုင်ငံသားတွေကိုယုံမုန်းတဲ့လူမှုအသိုက်အဝန်းမှာနေခဲ့ရပေမဲ့ပုံကိုယ်ဆွဲလူမျိုးဆွဲအရာတိုက်ခိုက်မှုတွေမကြာခဏကြုံတွေ့ခဲ့ရပေမဲ့ဘယ်တော့မှပုံကိုယ်ရေးအရာခံစားတာမျိုးမရှိခဲ့ပဲဂယုမဆိုင်ခဲ့ပါဘူးနိုင်ငံရေးအရာဘယ်လိုတွေပဲပြောင်းလဲပါစေ ူ့အနေထားမပြတ်သားအောင်သာထိမ့်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 နေခဲ့ရတယ်လို့သူနဲ့အစဉ်ပြေရင်ဘယ်လိုလူကိုမဆိုဒန်းတူထားပေါင်းသင်းဆက်ဆံခဲ့ပါလဲခန်းစားချက်တွေကိုတူတူတိတ်တိတ်ဖုံးကွယ်ထားပြီးဘဝတိုးတက်အောင်မြင်ရေးနဲ့လူမှုအသရဲ့ဝန်အတွင်းအချိန်အဝါကြီးရေးကိုသာဦးတည်စူးစမ်းခဲ့တာကြောင့်ခေပြိုင်တတိတကြွယ်များစွာကစည်းဘွားပြတ်ဘဝပြတ်လို့ဒုက္ခအလီလီကြုံတွေ့နေချိန်မှာသူကတော့အနေမပြတ်အစားမပြတ်အလုံးမပြတ်ပဲလေယူရာရိတ်အားလုံးနဲ့အစဉ်ပြေခဲ့ပါတယ် အရွယ်ရလာတာနဲ့အများအတိတ်ကို ခြံထားလို့ရနိုင်သမျှခြံထားခဲ့ပါလမ်းယိုကြီးသမားအဖြစ်အထင်ခံရအောင်မနေမိပါစေနဲ့ပြောင်းလဲပြင်လွယ်တာကအလွန်အသုံးကျတဲ့နည်းပြဟာတရက်ဖြစ်ပါတယ်ရန်သူအဘောမထင်မှတ်ထားတဲ့အချိန်အငိုက်ခန်းအငိုက်အငိုက်ဖန်တိုက်ခိုက်ခွင့်ဖန်လို့ရစေတဲ့ရန်သူဘက်ကကိုယ့်အကြံစီတွေကိုစုံစမ်းလာရင်သူတို့လှစ်ဝတ်တွေကိုတဲလွန်စခြံသွားတတ်ကြတယ် တဘောတဘာဝကြောင့်ခြေရာကြံတာလည်းဖြစ်နိုင်တယ်လို့တမင်တသက်လှည့်စားခြင်းတို့ခြံသားတာလည်းဖြစ်နိုင်ပါတယ်ဒီနေရာမှာပါနေဖို့တော့လိုပါတယ်ဒါကြောင့်ပြောင်းလဲပြင်လဲတဲ့စိတ်နေစိတ်ကံမျိုးရှိရင်အခြေအနေဘလို့ပဲပြောင်းလဲသွားပါစေရန်နုထက်တပန်းမကအခွင့်များစွာလက်ဦးတာလုံးနေမှာပါအသွေးမဲတဲ့အနေနဲ့ပြောင်းလဲပြင်လဲနိုင်နိုင်လုံနေ လုံနေရင်သင်အကြောင်းရှိမှအလုပ်ပြင်တာမျိုးတော့မဖြစ်ပါစေနဲ့ ပြောင်းလဲပြောင်းလဲမှုဆိုတာကပြင်ဆင်မှုပါဝင်ပြီးစနစ်တကျအကွက်စင်ကြံစီရတဲ့နည်းဖြစ်ပါတယ်။ဖြစ်ကတဲ့ဆန်အရေးစုံတဲ့နည်းမျိုးမလုံးဝမဟုတ်ပါဘူး။စိန်ခေါ်မှုတွေကိုကိုယ်တိုင်ကိုကြားလေ့လာပါစူးစမ်းပါပြဿနာတွေကို ထိတ်တိုက်ရင်ဆိုင်ပါမျက်မြင်ကိုယ်တွေ့ကြည့်ထားမယ်လေ့လာထားမယ်စူးစမ်းထားမယ်ဆိုရင်အားနေချက်အားသာချက်တွေလိုအပ်ချက်ပုံနေချက်တွေကိုလည်းစနစ်တကျသုံးသပ်နိုင်ခွင့်ရသွားပါလိမ့်မယ်။တပည့်တပံဘလောက်ပဲများနေပါစေလူယုံဖြစ်လို့မကကိုဘွားပဲဖြစ်နေပါစေ။ ပယောကထည့်ပြီးမှလက်ခံပါယုံကြည်ပါလက်လွဲယုံကြည်တာမျိုး လုံးဝမလုပ်ပါနဲ့နားယောင်လွယ်တာမျိုးယုံကြည်လွယ်တာမျိုးတွေကဩဇာအာဏာအချိန်အဝါကြီးသူရဲ့အားနည်းချက်တွေဖြစ်ပါတယ်အဲ့ဒီလိုအားနည်းချက်တွေရှိနေသေးသရွေ့ဩဇာကြီးအာဏာရှိတဲ့အချိန်အဝါရှိသူဖြစ်လာနိုင်မှာမဟုတ်ပါဘူးသူများစကားနားထောင်ပါရန်သူအမြင်အကဲခတ်ပါလူယုံအကြံခေါင်းထဲတွင်ပြီးကိုယ်ပိုင် ကိုယ်တိုင်မျှော်မြင်တွေးခေါ်မှုနဲ့ဆုံးဖြတ်ပါ အရင်အမြင်အခြေအမြင်မရှိတဲ့ဇကားနဲ့ဖြစ်ရက်တွေအတွက်လူပင်ပန်းခံတာမျိုးမဖြစ်ပါစေနဲ့အရင်အမြင်ကိုချွေးတာပါခေါင်းမှမှုကကောင်းတဲ့အရင်အသွေးဆိုပေမဲ့ပြုပြင်လွယ်စိတ်ကတိုးတက်ဖွင့်မျိုးစိတ်ဖြစ်ပါတယ်ပါနဲ့ပါတီးကြည့်ပါလိုရာထက်မပူပါစေနဲ့မှန်လို့ပြုမှုပါတယုတ်ဆောင်ကောင်းပါစေလေးရွာရိမ့်ပြီးကိုလိုရာသိမ့်ပါအကြံပိုင်မှ အပိုင်ကြံပါချက်ကောင်းမှနှက်စိတ်ရောလက်ရောတတ်ပါစေ ရထားနဲ့ရေဟာစုပ်ကိုင်လို့မရပြီမရပြီမဲ့အသွင်ရှိပါတယ်ဘယ်လိုအခြေအနေပဲရောက်ရောက်ငကိုအသွင်ပြန်ရောက်အောင်ပြောင်းလဲနိုင်စွမ်းရှိပါတယ်ရေလိုနေပါအတိဉဏ်ပညာကြီးမြတ်တော့အမြော်အမြင် ကြီးသူသည် အတိတ်ကဆက်ခံရတော့အစင်လာတို့ဟာအစွဲမထားခဲ့တယ်လို့အစင်လာတို့ဟာအစွဲမထားတဲ့ကဲ့သို့ အစင်လာတို့ဟာမပြောင်းလဲ၍လည်းမနေပြစ်စုံပံအခိုင်အတန့်ပေါ်ကျေပြောသောအမြင်တို့နဲ့ စိတ်စိတ်ငုံငုံစုံစုံလေးလေးရှုမြင်ပြီးတော့အခါမှသာလေအခြေအနေနဲ့တန်တော့အလုပ်တော့အပေါ်ဆောင်ရင်အလုပ်ကအကျိုးမှန်အားထုတ်လေးရှိပြီးဤဆောင်ပြည်နယ်ကတောင်သူပုံမြင်အားဥပမာယူပါလေတောင်သူတို့ဦးဒီတစ်ပင်ဆွေးကြီးလဲချထားတော့အနည်းနဘေးလေခွဲ၌အလုပ်ဝင်ရဤတရက်တော့အပြေးအလွှားနဲ့တောယုံတကောင်ကထိုတစ်ပင်ဆွေးပုတ်ပင်အားတိုက်မိ၍တေရောအချောင်းတိုက်ဆိုင်စွာဖြစ်ရင်ယုံသားစားရကံကြုံကြိုက်သွားကလေးဒီ နောက်တနေ့ရောက်တော့တောင်သူသည်လေခွေးနဲ့မစင်မဲ့တစ်ဆွေးပင်ပုတ်အနာမနီမနွေအရက်တွင်တိုင်လျက်တောယုံအားစောင့်မျှော်လျက်ရှိသည်တောင်သူလူမိုက်အားအနာပတ်ဝန်းကျင်မှအခြားလူတို့ဝိုင်းလျက်ပြည့်ရပြုအပြစ်ဆိုကြ၏နေရများစွာထုံဤအပြစ်စောက်ပါတော်ညယုံသားကိုထတ်စား껏မကြုံရတော့ပေထုံဤတူစွာပင်လင်ရှေးပဝေတဏိယမင်းမရင်များလက်ထက်တော်ကအကျင့်သုံးခဲ့ကြသည့်တိုင်းရေးပြာမူဝါဒများဖြင့် ယနေ့ယခုခေတ်ကာလ၌အသုံးပြုလျက်စိုးမိုးအုပ်ချုပ်လိုသည့်တို့ရှိပါ냐။တင်းတို့လောက်မိုက်မဲသောသူယူနန်းသောသူလောကတွင်ထပ်တူရှိနိုင်မည်မဟုတ်ချေ။ဆိုခဲ့ပြီးသောပြယုံများအရာယနေ့ယခုဤကာလ၏အရေးကိစ္စကိုယနေ့ယခုဤကာလတွင်ဖြစ်ပျက်နေသည့်အစဉ်အတိုင်းဝေဖန်သုံးသက်ရာစီရင်ဆုံးဖြတ်ရာ၏အသုံးမဝင်သောရှေ့ထုံးတို့ကိုလည်းပယ်တင့်ပယ်ချောင်းအချင်းအရာစုံလင်ပါသောပြပယ်ရာ၏စန့်ကျင်ရာ၏ ဟန်ဖေစီဓမ္မသက်ဆရာ BC 300စုဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့48 law of power အာနာဇတ်အပိုင်း15နောက်ဆုံးအပိုင်းဒီမှာတင်ပြီးဆုံးပါပြီဒီစာအုပ်လေးကတော့တွေ့ဘူးနေကြမြင်ဘူးနေကြတည်ဘူးပြီးသားတွေနဲ့လုံးဝမတူပဲပညာပါပညာသားပါသလိုတီတီမီမီရှိလာပြီးမှတ်သားလောက်ပဲအချက်အလက်ကြကြလမ်းညွန်ချက်တွေနဲ့ပေါင်းဆက်ပြုစုထားတဲ့စာအုပ်ဖြစ်ပါတယ် နှစ်3000စာအတိတ်တမိုင်းတွေကလက်တွေ့ဘဝသင်ခန်းစာတွေကိုအခြေခံထားပြီး48ရက်သောအာနာဇတ်ဤဥပဒေသားတွေနဲ့စနစ်တကျထုံနှုတ်တင်ပြဆွေးနွေးထားတဲ့စာအုပ်ဖြစ်ပါတယ်စာအုပ်ပါအကြောင်းအရာတိုင်းကတစ်ချိန်တစ်ခါဖတ်ဘူးရင်ပဲစိတ်ထဲဆွေးမြဲစေနိုင်မဲ့အပြင်တွေးခေါ်စဉ်းစားပုံလက်ခံကျင့်သုံးပုံယူဆတွေးမြင်ပုံတွေကိုပြုပြင်ပြောင်းလဲသွားစေနိုင်မဲ့စာအုပ်ဖြစ်ပါတယ်မာဂီယာဗယ်လီစွန်ဇူးနဲ့ကာလ်ဘွန်ကလော့စ်ဆိုတဲ့ ခေဟောင်းကနဝင်အတွေးအခေါ်ပညာရှင်တွေရဲ့အတွေးအခေါ်တွေကိုခေပြိုင်တွေးခေါ်စမ်းသစ်မှုတွေနဲ့ရှင်ပြီးတော့အကျယ်တဝင့်ဆွေးနွေးပေးထားတဲ့အာနာဇက်ဆိုင်ရာလမ်းညွန်သူတေသနဂျဲဝင်လက်ရမှုဆောင်တအုပ်ဖြစ်ပါတယ်။လက်တွေ့ဘဝမှာထီတွေ့ရင်ဆိုင်သွားကြရမယ့်အခက်အခဲစိန်ခုံမှုတွေအတွက်အသင့်တော်ဆုံးသောဖြတ်လန်းကောင်းတွေအပြင်မလွဲမသွေတိုက်ခိုက်သွားရမယ့်ဘဝတိုက်ပွဲအတွက်အထီးရောက်ဆုံးသောဘဝလမ်းညွန်မဟာဗျူဟာတွေကိုအားရပါရ လေးလာကျင့်သုံးခွင့်ရစီမဲ့စာအုပ်ဖြစ်ပါတယ်။စိုးမိုးချဲလဲခြင်းလို့ပဲဖြစ်ဖြစ်ခုခံကာကွယ်သွားလို့ပဲဖြစ်ဖြစ်ယုံကံရှင်တန်နေသမျှကာလပတ်လုံးအာနာဇတ်ဤဥပဒေတာ48ရဲ့စာအုပ်ကဘဝအပေါ်လက်တွေ့ကြတဲ့အကျိုးပြုမှုတွေနဲ့အဘဘကနဲ့အထောက်ကူဖြစ်စီမှာအသေးကြပါဟုတ်ကဲ့တခြားထပ်ပြီးတော့လေအသေးအသေးသောစာအုပ်ပေါင်းများစွာကိုဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel လေးဖြစ်တဲ့ ဆုံးနေဖို့ channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်။သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်တော်ပြီးဖို့မေတ္တာရက်ခံပါတယ်။အားလုံးကောင်းသောနေ့လေးကိုပိုင်ဆိုင်နိုင်ပြီးတော့ဘေးအန္တရာယ်အသွေးသွေးနဲ့ကတ်ကြီးသုံးမရန်ကနေလည်းအမြန်ဆုံးကြော်လွားနိုင်ပြီးတော့ငြိမ်းချမ်းတဲ့ဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။